ရှေးဥစွာဘုရားသခင်အကျိုးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့သင်နဲ့အတူအလုလွတ်ခြင်းတော့ဘုရားသခင်ဆိုတဲ့ကောင်းစင်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းနှစ်စာပိုက်14ကိုဖတ်ပါမယ်။ငါတို့ဒီခရစ်တော်နဲ့အတူ အောင်ပွဲကိုအစဉ်ခံစေခြင်းကလည်းကောင်းထိုသခင်ကိုသိခြင်းအမွေအကြံသည်ငါတို့အားဖြင့် အယယက်တို့၌နှံ့ပြားစေခြင်းကလကောင်းပြို့တော်မူသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိစေတည်းလို့တွေ့ရတယ်။ဒါကြောင့်ကျွန်တော်နဲ့ဘုရားသခင်သည်လက်တွဲပြီးအလုပ်လုပ်ခြင်းနဲ့သင်နဲ့လည်းဘုရားသခင်သည်လက်တွဲပြီးအလုပ်လုပ်ခြင်းနဲ့နော်။အယုံကြည်သူတိုင်းနဲ့ဘုရားသခင်က လက်တွဲပြီးအလုပ်လုပ်ခြင်းနဲ့နော်။အဲ့လိုလှုပ်တော့ခါမှာ ယေရှုခရစ်နဲ့အတူနော်အောင်ပွဲအစဉ်ခံဖို့လို့ပြောတာတွေ့ရတယ်။ဒါကြောင့်တော့အောင်ပွဲဟာအစဉ်အမြဲဖြစ်တယ်။အောင်မြင်လိုက်ကြာရှုံးလိုက်သလိုမဟုတ်ဘူး။ခရစ်တော်နဲ့အတူအောင်ပွဲခံဖို့ဘုရားသခင်ကကြံစီထားတယ်။နော်ဟာလား။ကျေးဇူးပြုထားတယ်။ဒါလိုပြောတာဖြစ်တယ်။ ဒီနေ့ဟောတဲ့ညပဲကျွန်တော်မိတ်ဆွေတယောက်နဲ့စကားပြောဖြစ်တယ်နော်အဲသူတို့ရဲ့ចောင်းသားလေးတွေဟိုចောင်းဖွင့်တဲ့ခါမှာចောင်းပွဲလေးပါလေညာလေးထောက်ပံ့ဖို့ပေါ့လေအဲ့လိုထောက်ပံ့ပေးတဲ့ဆရာနဲ့ကျွန်တော်ကတိတော့သူတို့စမှာဆင်းတောင်းတယ်ကျန်တဲ့ဆရာတွေလည်းတောင်းကြည့်ပါဆိုတော့တချို့တွေအားတဲ့အဲ့လိုမျိုးထောက်ပံ့လာမယူရက်လို့ရှိတယ်တဲ့ဆိုတော့ဟုတ်လားအဲ့ဒါနဲ့ကျွန်တော်ဆွေးနွေးဖြစ်တယ် အဲ့တော့တကယ်တမ်းကျတော့ဒီနေ့နော်ဒီအကန့်တလေးတွေတော့ဟိုလူဖွဲ့စည်းမှာတော့ရှိတတ်ပါတယ်ပေါ့ဒါမဲ့သိဖို့ကတယောက်ချင်းစီတိုင်းကိုဘုရားသခင်ကအသုံးပြုခြင်းနဲ့သူနဲ့အလုပ်လုပ်ခြင်းနဲ့ဖြစ်တော့ကြောင့်အဲ့ဒီတယောက်ချင်းစီရလဲစုဂျေဇူးမတူနော်မတူအဲ့တော့တယောက်ချင်းစီတိုင်းကိုဘုရားသခင်ကသုံးခြင်းနဲ့ဆိုတဲ့နေရာမှာစုဂျေဇူးမတူတာနဲ့လျော်ညီစွာတယောက်နဲ့တယောက်ကအမဆရာတို့က အင်းဝင်ကလေးဝင်ငှတယ်။အွန်လိုင်းမှာလည်းနှုတ်ကပတ်တော်ဝင်ငှတယ်။ဒီလိုနေရာမှာဘုရားကကျွန်တော်နဲ့တူအလုပ်လုပ်တာဖြစ်တယ်။နော်။အော်တချို့ကြတော့ဘာလို့လဲ။ကျွန်တော်အင်းဝင်ကလေးဝင်ငှတဲ့နေရာတွေမှာအလုံဝင်အဖြစ်ပါဝင်တယ်။အော်အဲ့လိုအဖြစ်ဘုရားသခင်ကသူနဲ့အတူအလုပ်လုပ်တာဖြစ်တယ်။နော်။တချို့ကြတော့လည်းလူစုပေးတယ်ပေါ့။အဲအဲ့လိုအဖြစ်သူနဲ့တူဘုရားသခင်အလုပ်လုပ်ပေးတယ်။တချို့ကကျွန်တော်တို့ကိုဆုတောင်းပေးတယ်။အော် အဲ့လိုအဖြစ်သူနဲ့တူဘုရားသခင်အလိုလုပ်တယ်အဲ့လိုရှိတဲ့အခါမှာကျွန်တော်တို့အားလုံးဟာနော်တကဘာလုံးမှာရှိတဲ့သူအားလုံးဟာကောင်းကင်ဘုံမှာရှိတဲ့ဘုရားတောင်မှာအလုလာလုမတော့ကဘာဘုံမှာရှိတဲ့ကျွန်တော်အားလုံးဟာလက်တွဲပြီးတော့မှနော်အယောင်ဆင်းခွဲခြားခြင်းဝါရခွဲခြားခြင်းမရှိဘဲနဲ့အေဝံဂေလိကတော့လက်တွဲနိုင်ရမယ်လို့ကျွန်တော်ကတော့ဒီလိုယုံကြည်ပါရခင်ဗျဂျန်နဲ့အယူဝါရခံယူချက်တွေမတူတာထားလိုက်တော့ ်အဲဒီကလေးကတော့အားလုံးတူပါတယ်နော်ကျွန်တော်တို့ကဟိုဂိုင်းကနာတစ်ခုခုထဲကိုတွန်းတာမှမဟုတ်ပဲတွန်းတာမှမဟုတ်ပဲဒါကြောင့်ကျွန်တော်တို့အားလုံးဟာနော်တယောက်ချင်းစီတိုင်းကိုဘုရားသခင်ကအတူလက်တွဲပြီးအလုပ်လုပ်ချင်တာဖြစ်တယ်အဲ့လိုလုပ်တော့တစ်ခါမှကျွန်တော်တို့ပါလေတယောက်တယောက်ချင်းတယောက်ချင်းအပြင်ပြန်ပူပေါင်းပြီးတော့မှအလုပ်လုပ်ဖို့ဖြစ်တယ်နော်တယောက်တစ်ယောက်နော် ခွဲခြားခြင်းမရှိဘဲနဲ့အတူအလွတ်လွတ်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ပေါ့နော်နားလည်ဖို့ဖြစ်တယ်အဲ့တော့အဲ့အခါမှာနော်ခရစ်တော်နဲ့တူအလွတ်လွတ်ပြီးတော့အများရန်အောင်မြင်တော်သူဟာဘလူလူမျိုးလဲအလွတ်လွတ်တဲ့အခါမှာဘလူလွတ်တတ်တဲ့သူလဲဆိုအောက်ပိုင်းကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ကြော်ဖတ်မယ်စာပိုက်16နော်အောက်ပိုင်းမှာတုတ်ဖြစ်၍ဤအမှုအရာတို့နှင့် အဘယ်သူထိုက်တန်သနည်းဟောလုံးသမြမှာဟောနော်အဲဒီလုပ်ငန်းအောင်မြင်ခြင်းမအောင်မြင်ခြင်းမဟုတ်ဘူးဖျားခိုင်းတဲ့အလုပ်ကိုမှန်ကန်စွာလုပ်ကန်ခြင်းကိုပြောတယ်ဟောအဲ့တော့ကိုပြောတော့အေးမုံလေးကိုပြောလို့လူတယောက်ကမယုံပဲနေရင်လဲပြက်နာမဟုတ်ဘူးကိုကစေရနာနဲ့ကိုကပြောရမယ်တာဝန်ရှိတယ်ဖျားနဲ့အလူအတူလုပ်လို့တာတချို့ကအောင်မြင်ယုံကြည်မယ်โอเค အဲ့တော့ဖျားခိုင်းတဲ့အလို့ကိုလှုပ်ရင်အဲ့ဒါဖျားသခင်အမြင်မှာအောင်မြင်တယ်လူတွေပြောင်းလဲခြင်းမပြောင်းလဲခြင်းကမဆိုင်ဘူးဒီလိုမျိုးအမွေကြိုင်တဲ့အောက်ပိုင်းဖတ်မှာနော်ကိုလှုပ်သည်မမယုံကြည်ဘူးဒါပေမဲ့ကိုယ့်ရဲ့လှုပ်ရက်ကဖျားသခင်ရှင်မှာအမွေကြိုင်သူယုံကြည်တယ်အောင်မြင်တယ်အဲ့လှုပ်ရက်ကဖျားသခင်ရှင်မှာအမွေကြိုင်ဆိုတော့ အစင်မဲ့အောင်မြင်တယ်ဖျက်ရှိမှာသူလိုပြောတာတွေ့ရတယ်အဲ့လိုလူကဘလို့လဲဘသူနဲ့ထိုက်တန်တယ်လဲတဲ့ဒီစာပိုက်16အောက်ပိုင်းလေးကိုကြည့်ရမယ်ဆိုရင်တော့တုတ်ဖြစ်၍ဤအမှုရာတို့နဲ့အဘယ်သူ ထိုက်တန်တနည်းဖျားသခင်နှုတ်ဘတရားတော်ကိုမှောက်လန်တော်သူများတို့နဲ့ငါတို့ဒီမတူပဲကြည်ပြူတော်စိတ်ရှိဖျားသခင် အလိုတော်နဲ့အညီ ဖျားသခင်ရှေ့တော်၌ခရစ်တော်တရားကိုဟောပြောကြ၏နော်ရက်လက်ကိုဖျားကမကြည့်ဘူးနော်ဖျားခိုင်းတဲ့အတိုင်းအလိုတော်နဲ့ညီကြည်ပြူတဲ့စိတ်နဲ့လှုပ်ဆောင်မှုကိုလှုပ်ဆောင်နိုင်မှုကိုဖျားကြည့်ပြီးတော့အဲ့ဒါအစင်အောင်မြင်တယ်လို့ပြောတာနော်အောင်ပွဲအစင်ခံရတယ်လို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဖျားသခင်ဟာတင်းနဲ့အလုတ်လုတ်ခြင်းနဲ့ဖျားဖြစ်ပါတယ် ဘသူ့မှာပြစ်ပယ်တဲ့ဖရားမဟုတ်ဘူးသူ့နေရာနဲ့သူအသုံးပြုခြင်းနဲ့ဖရားဖြစ်တယ်ဒီရှင်ရံခရွန်ချာခန်းစတဲ့မှာလာဇရုအကြောင်းအလုံးပြီးတည်တယ်လာဇရုတည်တာလေးရရှိပြီအဲ့ဒါကိုယေရှုကအသက်ပြန်ရှင်ဖို့အတွက်တကယ်တမ်းကျတော့ဘသူ့အကူရင်မှမလိုဘူးဒါပေမဲ့ယေရှုကပြောကြောက်အုတ်ကူပိတ်ထားတဲ့ကြောက်ကိုဖယ်ပေးကြပါ ကြည့်နော်ပင်လဲဟာလာဖဲလူတွေကဖဲပေးတယ်ဗောအဲ့ဒါကမှယေရှုကနော်ခမရတော်ဆုတောင်းတယ်ခမရတကယ်တမ်းကျတော့အခွင့်အာဏာဖះပေးထားပြီးသားပဲဒီလိုဘာလဲစီလုံးမှုတလုံးတော့ရဲဖြစ်ချင်းကိုသူကပြနေတာဖြစ်တယ်အတူလွတ်လွတ်ချောင်းကိုကကိုမဟုတ်ချောင်းပြင်ပါလို့လဲအမိတ်ပေးတဲ့ခါမှာလာစရုဟာတင်းညာနေရတဲ့အသက်ရှင်ပြီးတော့မှပုတ်နေတဲ့လာစရုနော်အသက်ပြန်ရှင်လာ အသက်ပြန်ရှင်လာတဲ့ခါမှာယေရှုကအဲ့နားမှာရှိတဲ့လူတွေကိုသူ့တပည့်တွေပါပြောလဲဖြည့်လွတ်ပေးလိုက်ကြပါတဲ့သူ့ပတ်ထားတဲ့အဝတ်တကယ်တော့ယေရှုကအဲ့ဒီအဝတ်တွေကိုတခါတည်းဖြည့်လွတ်ပေးလို့ရတာပဲအမိန်နဲ့ကြောက်ကြီးလဲရွှေ့လို့ရတာပဲဒါပေမဲ့အနားမှာရှိတဲ့သူ့တပည့်တွေကိုခိုင်းတာတွေ့ရတယ်အတိတ်ဘယ်ကတော့ပါလဲ အတူအလုတ်လုတ်ခြင်းနဲ့ဖရာမမေ့ပါနဲ့မောရှိတော့ကလည်းတတိုင်းပါပဲနော်မောရှိလက်ထက်မှာဒီလှန်တန်တစ်ခုပဲရှိတာလေအဲ့ဒါနဲ့ဘယ်လိုလုပ်လူနှစ်တန်းကျော်သွားကယ်တင်နိုင်ပါလဲအဲ့တော့ကကဘာမှာအင်းအကြီးဆုံးစွတ်တက်စီးပွားရင်းရင်ကျင်းမှုပိုင်ဆိုင်ထားတဲ့အစ်ချစ်နိုင်ငံဒီလန်တန်လက်တစ်ခုနဲ့တက်လက်နဲ့လူတယောက်နဲ့ဘယ်လိုလုပ်သွားရင်ဆိုင်နိုင်ပါလဲတကယ်တော့ကျွန်တော်လှုပ်ဆောင်တာဖရာသခင်ပဲဖြစ်တယ်တော့အတွင်း မောရှင်နဲ့လက်တွဲပြီးအလုပ်လုပ်တယ်ဒါလို့ရှိတယ်ကေတောင်တုံးရတဲ့တိုင်းပါပဲအလုံးသိတယ်နော်ကေတောင်အဲ့တော့ဘုရားသခင်ကလူ300နဲ့လီလူ2တန်းကျော်လူ2သိန်းကျော်ယူကေတောင်ကိုအောင်စေတယ်အောင်နိုင်တော့အခွင့်ပေးတယ်ဆိုတာတကယ်တမ်းကျတော့ဘုရားသခင်ပဲလုပ်တာပါကေတောင်ကိုဘုရားသခင်ကအသုံးပြုတယ် အတဲ့ဘယ်ကကြီးတော်နဲ့ဘုရားခင်က အလုတ်လုတ်ချင်းလို့နော်လှုပ်ဆောင်တယ်ဒါလိုမျိုးဖြစ်တယ်တရားဒီနေ့သင်နဲ့လည်းဘုရားခင်အလုတ်လုတ်ချင်းနဲ့ဘုရားဖြစ်တယ်ဆိုတော့မမေ့ပါနဲ့မမေ့ပါနဲ့အဲ့လှုပ်တဲ့ခါမှာဒီနေ့ကိုယ့်ရဲ့နေရာကိုတိပါကိုယ့်ရဲ့စုကျေစုတိပါတင်းဦးဆရာလည်းတင်းဦးဆရာပေါ့အင်းဦးလေးဆရာလည်းအင်းဦးလေးဆရာပေါ့အနာယောဂာကြီးအနာယောဂာကြီးပေါ့ ဟုတ်နော်တင်းထောက်လဲတင်းထောက်လျောက်ပေါ့သုံးဖို့လဲပါလဲဒီအဲစုတောင်းပေးတဲ့နေရာမှာဆိုလဲငါပဲစုစုပဲတောင်းပေးနိုင်တယ်မဟုတ်ပါနဲ့အမှန်ငယ်ပါလဲစုတောင်းခြင်းကအလွန်တကူကြီးတယ်ဒါလဲကိုရောနဲ့အတူလှုပ်လှုပ်ခြင်းပဲအကုန်လုံးနော်ငွေချေးဖြစ်တဲ့လောက်ငွေလူစုချေးပေးချာဖြစ်တဲ့လောက်အဲလက်ခံပေးခြင်းဖြစ်တဲ့လောက်အဲ့ဒါတွေအလုံးဟာဖယားသခင်နဲ့အတူအလွန်လှုပ်ခြင်းဖြစ်တယ်အလွန်လှုပ်ခြင်းဖြစ်တယ် โอเคအဲ့ဒါဆိုရင်ဘာဖြစ်အဲ့လူဘသူအောင်မြင်မလဲကြည်ပြူတဲ့စိတ်နဲ့ဘုရားခင်အလိုတော်နဲ့ညီဟာလားလှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ခရစ်တော်နဲ့တူအောင်ပွဲကိုအစဉ်ခံရတော့သူဖြစ်လာလိမ့်မယ်လို့ခမပေးနေတဲ့ဒီကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်